အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အရင်နေ့တည်းကတော့တင်းနေကုန်တွေသားမိတွေအတွက်တင်းလာသားမိတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါသားမိတွေလည်းပြောပေးမှာဖြစ်တယ်တော့အင်္ဂါသားမိတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲဘယ်လိုအချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုနပြောလို့ကျွန်တော်တို့မှာအထက်ဆောင်မန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါအဲ့တော့အင်္ဂါသားမိတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းနေကုန်တွေဂျိုတို့ဒါဗုဒ္ဓဖူးဂျိုတို့ เนาะစက်နေဂျိုတို့อ่ะဒါကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲ့ဂျိုတွေကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ကာကန်ရှင်တွေအတွက်အင်္ဂါသားမီးတွေအတွက်ဘာပဲဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်ကန်ကောင်းနိုင်တယ်ပို့ပြီးတော့မြက်မာတဲ့ဘွားတခုကိုရနိုင်တယ်ပေါ့အမှန်တော့ကျွန်တော်တို့ကဟိုအင်္ဂါသားမီးတွေအတွက်အဓိကနဝင်းဂျိုอ่ะစက်နေဂျိုဖြစ်တယ်ပေါ့နော်အဲ့တော့စနေနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။အဲ့တော့စနေဂျိုကကို့အတွက်တကယ်ကိုအဆင်ပြေဆုံးအထောက်ပံ့အပေးဆုံး ဂျိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ်ဒါကြောင့်ပဲကျွန်တော်တို့ကအင်္ဂါဆိုတာဘာလဲဆိုစိတ်လောတယ်စိတ်မြန်တယ်စိတ်မရှိဘူးကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြင့်ပါတယ်နော်အင်္ဂါဂျိုရဲ့အဓိကအားတာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတစ်ချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားဟာတွေဘာမှမသိတော့ဘူးအင်္ဂါအစိုးပဲရရင်တော့လည်းသူကစိတ်တိုးတယ်ဒေါသကြီးတယ်နော် စိတ်ကောက်တယ်တစွတ်ထိုးလုံးတယ်ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်္ဂါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်္ဂါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်မှုဆိုတာဘေးကစနေရကပ်ပြရနော်စနေရလေးတယ်နှေးတယ်ကြာကြာလုတ်တယ်ဟိုဇွဲရှိတယ်ဟိုဖြစ်ဖြစ်မှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်္ဂါသားမီးတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာစနေပါ အစနေကျွားကိုထိမ့်မိတယ်ဒါကြောင့်စနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့ကအကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်နော်စနေနဲ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်ဒါကြောင့်ပဲအင်္ဂါသားမိတွေကဘဝမှာအောင်မြင်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်နော်ဇွဲရှိဖို့လိုတယ်မိမိတို့လုံနေတဲ့အလုပ်တွေမှာအလောတိမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်အောင်မြင်မှုကိုတည်ဆောက်တဲ့နေရာမှာလဲအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းနဲ့အလုပ်တွေတဲ့အင်္ဂါသားမိတွေက ရေရှည်ကြည့်ပြီးတော့အလုတ်ကမဲ့အလုတ်ဒီတော့ရေရှည်ငါဘလို့စီးဝါလို့ရင်ကောင်းမလဲဘလို့အလုတ်ကငါအတွက်အကျိုးပေးနိုင်လဲဒီအလုတ်ကငါဘယ်နှစ်ပေါင်းများစွာဘလို့ရင်းလိုက်ရင်တော့ငါဘလို့အသက်မွေးမှုရမလဲဒီလိုမျိုးကိုကျွန်တော်တို့စဉ်းစားပြီးလုံးမလာအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုတ်တွေကိုစိတ်ဝင်စားပါရေတိုထက်ရေရှည်ကိုကြည့်ပါအလောကြီးလောက်တာစိတ်မျက်နာတွေကိုရှော့ပါစိတ်ရှိပါပြီးတော့တိခံစိတ်နဲတာတွေကိုရှော့ပါ သိခံပါအချို့နေရာတွေမှာပြောတဲ့နေရာတွေမှာပြောဝဲနဲ့ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါဒါစနေရဲ့စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ဂါတွေကပို့ပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ဂါသားမီးတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ဂါသားမီးတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ဂါသားမီးတွေကတကယ်အဆင်ပြေစေနိုင်တာဗုဒ္ဓဘူးကျော်ပါနော်ဗုဒ္ဓဘူးကျော်ဗုဒ္ဓဘူးကျော်ကစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာ မစီဝါဆိုတဲ့နေရာမှာရှိတဲ့အတွက်ဗုဒ္ဓဘူးကျိုကျွန်တော်တို့ကကောင်းပြီဆိုရင်တော်တော်များများအဆင်ပြေကြတာများတယ်။ဗုဒ္ဓဘူးဆိုကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့။ဗုဒ္ဓဘူးဆိုတာပေါင်းသင်းဆက်ဆံရေးနော်ဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာ။ဗုဒ္ဓဘူးကျိုကစီဝါရင်းနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နှဲတာမျိုးဟာအလုပ်တစ်ခုလုပ်တဲ့နေရာကြီးကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူး။ အင်္ဂါသားမီဆိုရင်စကားပြောရမယ်ဆက်ဆံရေးရှိရမယ်လက်အုံကြီးထွေနေတတ်ရမယ်နော်အဲ့တော့မိရအောင်လှုပ်တတ်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့တာအဲ့တော့ကိုယ်ကမိရသွားပြီဆိုရင်တိတိတသားကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လဲလာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီပို့အဆင်ပြေလာတယ်အင်္ဂါသားမီကြီးကရှင်းပြောရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအချိတ်ဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်။အင်္ဂါသားမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့ ဘေဒင်ဆရာတို့လိုရှေ့နေတို့လိုနော်အပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လိုဟိုကျွန်တော်တို့လိုစကားပြောပြီးရက်တီကြတဲ့နော်ဘေဒင်ဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တောင်ပို့ပြီးတော့အဆက်တယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတိထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးအနေနဲ့သုံးပါနော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတက်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ နည်းပညာတွေတကယ်ကို communication skill တွေရရမှာဆိုရင်ဘောကမှာပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။နော်အဲ့တော့ပြီးတော့ကျွန်တော်တနင်္ဂနွေတနင်္ဂနွေတနင်္ဂနွေကအင်္ဂါသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရာမှာရှိနေတယ်။အဲ့လိုစမ်းနေရာမှာရှိနေတာမကောင်းဘူးလားဆိုတော့တိတ်ကောင်းတယ်။တိတ်ကောင်းတယ်။အင်္ဂါသားမိကိုထိန်းချုပ်ပေးမဲ့ handle လုပ်ပေးမဲ့လူကတနင်္ဂနွေတနင်္ဂနွေအဲ့တော့တနင်္ဂနွေကဘလို့ဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင် အိမ်တော်မှုတာဝန်ဖြစ်စေဟိုအင်ရှိအဆက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်စေဖက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ်အင်္ဂါသားမိရာတစ်ခါကျရင်အိမ်တော်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလှုပ်ပေးခြင်းမှလှုပ်ပေးနိုင်လိမ့်မယ်အဲဒါဆိုသူရတဲ့လူကအထားပါတော့အင်ရှင်မအင်္ဂါသားတယောက်ဆိုအင်ရှင်မရရဆိုအိမ်တော်မှုကိစ္စသားမိကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ကောင်းတယ် လက်ကြည့်ကြမလို့ဆိုတော့အဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲအင်ရှင်မတစ်ခုဖြစ်မယ်ဆိုလည်းလိုပဲကိုအင်ရှင်မအိမ်နောက်တောင်းမယ်အဓိကလုံးတော့မယ်အင်စီဝါးရေလုံးတော့မယ်ဆိုတော့ယောက်ျားကိုလိုက်ပြီးပူနေရတာအယောက်ျားကဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပွေနေလားဟဲ့အပြင်မှာဘလို့ဖြစ်နေလဲယောက်ျားတို့ကလိုက်ပူနေရတယ်ဆိုတော့အဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အင်္ဂါသားသမီးတွေကအိမ်နောက်ဘက်ရွေးချယ်တဲ့အရာရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တဲ့လူဖြစ်စေခြင်းနဲ့ငါလဲငါတာဝန်ငါအပိုင် ောက်ကြဆုံးယောက်ျားတယောက်ရဲ့တာဝန်မိမဆိုလည်းမိမတယောက်ရဲ့တာဝန်ငါတာဝန်ရောငါတာဝန်ကြီးတော့လုံမယ်မင်းလည်းမင်းတာဝန်ကြီးမင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလိုက်ကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်အောင်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်အောင်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်အောင်ဘက်လို့ပြောလို့တာနော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ် ဒါတော့ကိုသားသမီးအင်္ဂါသားသမီးတယောက်ရှိပြီဆိုရင်ကျွန်တော်တို့ကစိတ်ရှည်အောင်တိခတ်တတ်အောင်ရေရှည်စီးပွားရေးတွေနှစ်စီစီးပွားရေးတွေကိုသင်ပေးဖို့လိုတယ်။ပညာဆိုလည်းအလုံးငါတို့ကနှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်လော်လုပ်ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လို့လို့ငါအောင်မြင်မလားဆိုပြီးထလို့ရင်ဘယ်တော့မှအင်္ဂါသားသမီးတွေကရေရှည်အကျိုးမပေးဘူး။အဲ့တော့အများအားဖြင့်ကျွန်တော်တို့ကအောင်မြင်မှုကိုတကယ်ကိုတိဆောက်ရတယ်။ဇွဲနှစ်ဘဲနဲ့အင်္ဂါသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရီလို့ပေါ့။ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာဟိုကျွန်တော်အိမ်ထောက်မှာချတောင်ဖို့ရှိတယ် 6တောင်ပို့ကြီးကြည့်မကောင်းဘူးကျွန်တော်6တောင်ပို့ကြီးကိုသွားဖဲ့လိုက်ရင်ကလေးဘွားပေါ့သွားဖဲ့လိုက်တယ်ပေါ့သွားဖဲ့လိုက်ပြီးရင်6တောင်ပို့ကြီးကနောက်နေ့မနေ့ဆိုရင်ကျွန်တော်တို့ကမြေအစိုးရနဲ့ချအပြန်ဖြစ်နေ6တောင်ပို့ကချရည်လို့ပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီရင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီရင်ဆောက်တွေ300 400လောက်ရှိမယ်ဘီရင်ဆောက်ကြီးပဲအခြားတုဒရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာအများကြီးအော်ချရည်ကဘယ်လိုကြိုက်လဲဆိုမသိရအောင်နော်ဘေးမှာထားရတယ်အိဆောက်ကိုကျွန်တော်တို့ကလှမ်းမကြည့်ပြဘူးဆိုမသိရအောင်ချတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းစူးစမ်းနေတာ ချရတဲ့ဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရတယ်လို့ပဲဟောင်ပေါင်ပေါင်မလုပ်တော့ဘူးကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရင်မလို့အရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိနေရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းအောင်မယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘဝမှာအောင်မြင်တတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုယ်တာဝန်ကိုယ်ကျေတဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ ဟိုအိမ်အောင်ဘက်မျိုးเนาะအထောင်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်အောင်ကြီးမှာပိုကောင်းတယ်အတာဝန်မျိုးတက်ဦးเนาะကိုရတဲ့အိမ်အောင်ဘက်ကကိုယ့်ကိုပဲမိခိုးနေတယ်အကိုယ့်ကိုပဲလာချွဲနေတယ်အဒါကလည်းကိုကိုပဲတာဝန်ယူလိုက်เนาะဒါကလည်းအကိုကြီးပဲလုပ်လိုက်အဲ့လိုဟာမျိုးဖြစ်တဲ့အိမ်အောင်ဘက်မျိုးဆိုရင်ရေရှည်မှာအိမ်အောင်ကြီးตายရဖို့ခဲရင်လာနိုင်တာတော့ကျွန်တော်တို့တည်တာဖို့လိုပါတယ်နောက်ဆုံးသဘောပေါက်မှတ်ထားပါတယ်ဗီဒီယိုရှင်းသွားမယ်เนาะကျွန်တော်အထက်ထပ်ပြန်ပြီးနှစ်ချိန်သုံးချိန်ပြန်ပြောနေတာကို ခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှည်တယ်ခေါင်းလူရင်းမရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘွားသက်ဆာနဲ့တော်တော့တော့နားထောင်တဲ့နယ်ထင်လို့ပြောပြတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အင်္ဂါသားမိတွေအားလုံးစင်ပြေကြပါစေအခက်အခဲတွေပြည်လည်ကြပါစေကိုဘွားကိုဘယ်လို handle လုပ်အောင်လဲဆိုတာသိရှိသွားကြအောင်မယ်လို့မူကိုကျွန်တော်ထင်ပါတယ်နော်